အမေရိကမှာအချိန်ပိုင်းလုပ်ပြီးတော့ဒေါ်လာတန်းချီတန်အိတ်ကြီးကိုဝေခဲ့တဲ့ဆိုမျက်နှာနောက်အမေရိကလိုထိတဲနိုင်ငံကြီးမှာဆိုရင်လမ်းဘေးမှာအချိန်ပိုင်းလုပ်လေးလှုပ်ရှုံနေဒေါ်လာတန်းချီတန်ရရှိပြီးတော့ဈေးခန်တိုက်ချီဝယ်ယူနိုင်နေဆိုတာသိပါသလားတကယ်လက်တွေဒေါ်လာတန်းချီတိုက်အိတ်ကြီးကိုအချိန်ပိုင်းလှုပ်လှုပ်ပြီးတော့ဝယ်ယူသွားခဲ့တဲ့မင်းသမီးကတော့ဆိုမျက်နှာနာပဲဖြစ်ပါရင်ဆိုမျက်နှာနာဟာဆိုရင်တော့မြန်မာနိုင်ငံမှာရန်ကုန်မှာအောင်မြင်ကြကြခဲ့တဲ့မင်းသမီးတစ်လက်ပါ ။သူမလိုမျိုးပဲအောင်မြင်ကြကြတဲ့ဆိုတော့တရုတ်စာမင်းသားကြီးဆိုသူနဲ့ဒုတိယအင်အားပြုပြီးတော့လက်ထပ်ခဲ့ပြီးနောက်ပိုင်းမှာတော့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါရီ။ဒီလိုရှေ့ပြောင်းပြီးနောက်ပိုင်းမှာတော့သူမရဲ့သားလေးမြတ်သောမောင်ကိုလည်းနိုင်ငံခြားကအကြောင်းမှထားပေးရတဲ့အတွက်ကုန်ကြဆေးတွေဟာအင်မတန်များပြားနေတာဖြစ်ပါရီ။ဒါကြောင့်အစိုးရနဏတယောက်မြန်မာနိုင်ငံမှာလို့မအောင်မြင်တော့ဘဲကြုံရကြမဲ့ချိန်ပိုင်းလုပ်တွေကိုလုပ်ကန်ရတဲ့ဆိုတဲ့သတင်းတွေများစွာထပ်ပေါ်လာခဲ့ပါရီ။စိုးရနဏဆိုရင်တော့အသေးငယ်လေးပုံနှိပ်တိုက်လေးတစ်ခုမှအချိန်မင်းလိုသမားလေးတယောက်ဖြစ်ဝင်ရောက်လုပ်ကန်နေတဲ့ဆိုတဲ့သတင်းတွေကလည်းအများပြပေါ်ပေါ င်းနေတာဖြစ်ပါတယ်။ဒီကြောင်းတွေကိုမိသမီးကြီးစုမြတ်သူစားကပြောပြလာတာဖြစ်ပါတယ်။သူကဝေဖန်ခဲ့ရမှာဆိုတဲ့အတွင်းအကယ်ဒမီပေးဝဲမှာဒန်တယောက်ဖြစ်မလို့ကိုင်မင်းနဲ့အမေရိကန်နိုင်ငံကိုရှောင်ထွက်သွားတဲ့ချင်းလုံးကအဲ့တဲ့ရင်ကိုသိကြရတာပါ။ သူမရဲ့ညီမလေးကအမေရိကန်နိုင်ငံမှာတနာစီယာကောင်းပြီးခြေပိုင်းလုတ်ကလေးပဲလုတ်ကင်နေရကြောင်းပင်မခက်ခဲစွာနဲ့ဖြစ်ကြောနေရကြောင်းပြောနေတာဖြစ်ပါရည်။မင်းသမီးကြီးဆုမြတ်သူစာရဲ့အခုလိုပြောချက်တရားအမေရိကန်မှာနေထိုင်နေဆုမြတ်နန္ဒာအနေနဲ့တကယ့်ကောင်မခက်ခဲပင်ပန်းပြီးတနာစီယာကောင်းနေမယ်လို့ပရိသတ်တွေကလည်းထင်သွားခဲ့ကြတာပါ။ဒါပေမဲ့တကယ်တမ်းအလိုမဟုတ်ဘဲနဲ့ခြေပိုင်းလုတ်ကိုအပြိုရင်းလုတ်နေခြင်းကနေသူမတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ခင်မုန်းဖြစ်သူစိုးသူရဲ့စီဝါရေးလုပ်ငန်းတွေအောင်မြင်လာကြောင်းဒေါ်လာသန်းချီတန်နဲ့တိုက်အင်ကြီးကိုဝယ်နိုင်သွားပြီပဲဖြစ်ပါရည်။ဒီအင်ကြီးကဆိုရင်တကယ့်ကောင်မစင်တဲမြင်မာတဲ့ဒီဇိုင်းနဲ့ရာတွေ ီနဲ့ဖန်တီးထားခဲ့တာဖြစ်ပြီးကြီးကျယ်ခန်းနာပြီးတော့လှပလုံးနေခဲ့တာပါဒီလိုမျိုးကြီးကျယ်တဲ့အကြီးထဲမှာမင်းသမီးစုမျက်နာကသူမရဲ့ချစ်လာစားသောတားလေးမျက်သုံးမောင်နဲ့တူအရန်ချစ်ရတဲ့ခင်မုန်းတဲ့စုသူနဲ့တာယာပျော်ရှင်စားနေထိုင်နေတာဖြစ်ပါတယ်အင်ဂျီကအရန်ကြီးလို့နဲ့တွေ့တကယ့်ကောင်မစင်တန်းမြင့်မြင့်နဲ့ထိတ်တန်းတတိမကြီးတယောက်တစ်ပွင့်စီးစိန်ခန်းစားပြီးတော့နေထိုင်နေခဲ့တာပါ ဒါကြောင့်ပြည်သက်တွေတနာနေကြသလိုမျိုးအချိန်ပိုင်းလိုလေးလုပ်ပြီးတော့စီးရဲနေတာမဟုတ်ဘဲနဲ့ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့တိုက်ရင်ကြီးထဲမှာစင်ခံရကြောင်းခုလိုမျိုးကြွာလာခဲ့ပါပြီ။ဆိုမြန်နနာဟာဆိုရင်တကယ့်ကောမှာထူးချွန်နေရေးချင်းတွေရှိတဲ့မင်းသမီးတက်လက်ဖြစ်တာကြောင့်အောင်မြင်ခဲ့သလိုနိုင်ငံသားမှလည်းစီးပွားရေးလုပ်ငန်းတွေကိုအောင်မြင်အောင်ဆက်ဆောင်နိုင်ခဲ့သူပဲဖြစ်ပါရည်။ဒါကြောင့်နောက်ထပ်အိမ်နောက်ထူထောင်ပြီးတော့နိုင်ငံသားကိုရွှေ့ပြောင်းခဲ့ပြီးမကြာခင်မှာပဲအခုလိုဒေါ်လာတန်ချီတန်နဲ့တိုက်ရင်ကြီးကိုဝယ်ယူနိုင်ခဲ့ပြီးတော့ဒေဒေကျဲတထေးမာကြီးဖြစ်ကိုရောက်ရှိနေတာဖြစ်ပါရည်။ အချိန်မိုင်းလုံးလုပ်တယ်ဆိုတာကလည်းပြောရန်သဘောနဲ့တွေ့ကြုံရချင်းလို့လုပ်တာသာဖြစ်ပြီးတော့သူမအတွက်ခြားသောစီးပွားရေးလုပ်ငန်းတွေအများကြီးလည်းရှိတယ်လို့ဆိုပါရီအမေရိကမှာဒေါ်လာတန်းစီတန်းနဲ့တိုင်ရင်ကြီးနေတကယ့်ကိုချမ်းသာကြွားနေတဲ့မင်းသမီးစုံမြတ်နနာရဲ့ပွားလေးကိုအားကျနေကြပြီလားရှင်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်လေးထဲမှာပြောသားပေးခဲ့ပါဦးနော်အမေရိကမှာအချိန်မိုင်းလုပ်ပြီးတော့ပရိသတ်ကြီးတို့ရောတိုင်ရင်ကြီးပိုင်ဆိုင်ခြင်းကြလားရှင်ပရိသတ်ကြီးတို့ရဲ့ဆန္ဒလေးတွေကိုလည်းကွန်မန့်လေးထဲမှာခြားရေးပေးခဲ့ပါဦးရှင် အဘိနောက်ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ခြေစီတိုင်းကိုကျမတို့ရဲ့ channel လေးကနေပြီးတော့ကျေးဇူးထူးတင်ရှိပါရည်။နောက်နေ့ဒီမှာလေးစေဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့ဒင်းညတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှကြည့်ရှုအားပေးဖို့အတွက်မမေ့ချပါနဲ့အောင်ရှင်။